မင်္ဂလာပါဒီချေဒီနေ့သင်မဲ့သင်ခန်းစာကတော့ chapter 8 light အလင်းကြောင့်ပဲဖြစ်ပါတယ်ဟောဒီသင်ခန်းစာရွယ်ချက်တွေကတော့အလင်းဟာစွမ်းရည်တစ်ခုဖြစ်တဲ့အကြောင်း light is a form of energy ပေါ့နောက်ပြီးတော့နောက်အလင်းရဲ့ရင်းမြစ်တွေကိုခွဲခြားသတ်မှတ်နိုင်စေရန်ရဲ့ အလင်းဆိုင်ရာအခြေခံဘုသူတရရဲ့နောက်အလင်းပြောင်းခြင်းအကြောင်းတွေအလင်းပြောင်းခြင်းနေရာမတွေကိုအသုံးချတတ်စေဖို့ပဲဖြစ်ပါတယ်။နောက်တစ်ချက်ကဘင်းညီနဲ့ကွေးတဲ့မျက်နှာပြင်တွေကနေပြီးတော့အလင်းပြောင်းခြင်းကိုတိပြီးတော့အလင်းနှမ်းပုံတွေကိုဆွဲသားတတ်စေဖို့ပဲဖြစ်ပါတယ်။နောက်အလင်းဟာဖြောင်းနှမ်းစွာသွားနိုင်တဲ့အကြောင်းနဲ့အလင်းတဘာဝအလင်းပြန့်နှံ့ခြင်းတွေကိုလေ့လာပြီးတော့အလင်းနှမ်းပုံတွေကို အသုံးပြုတတ်စေရမယ်ဖြစ်ပါတယ်။ One light travels through a uniform medium, whether it is vacuum, air or water, It's always travels in a straight line. However, when the light encounter a different medium, some part of light is absorbed, some is reflected, and the rest is transmitted. The study of nature and propagation of light is known as optic. Optic is divided into two parts. geometrical objects and physical objects okay တသမတ်ထဲရှိနေတဲ့ဂျာဂန်တဲ့တခုကိုအဲပြောရမယ်ဆိုရင်မလေဟာနေပေါ့လေတို့ရေတို့ပေါ့အဲ့ဒီထဲကိုအလင်းဖြတ်သွားတဲ့အခါမှာအလင်းဟာဖြောင်းဖြောင်းတန်တန်သွားတယ်အလင်းဟာ straight line အတိုင်းသွားတယ်ဒါပေမဲ့အလင်းဟာမတူတဲ့ဂျာဂန်တဲ့နှစ်ခုကို ဖြတ်တဲ့အခါမတူတဲ့ဂျားကန်နဲ့တခုအနေတခုကိုဖြတ်တဲ့အခါအဲ့လိုကြုံတွေ့ရတဲ့အခါမှာအလင်းဟာဆုပ်ယူခြင်းခံရပြီးတော့တချို့ကိုတော့ပြန်ပြီးတော့လွှတ်လိုက်တယ်။ကြံတဲ့နောက်ထပ်အလင်းတွေနောက်ထပ်ကြံနေသေးတဲ့အလင်းတွေကိုတော့ထုတ်လွှင့်တယ်။နော်အလင်းရဲ့တဘာဝနဲ့အလင်းပြန့်နှံ့ခြင်းကိုလေ့လာတဲ့ဘာသာရဲ့လေ့လာတဲ့ပညာကိုအလင်းပညာလို့ခေါ်တယ်။အဲ့ဒီ optics ဆိုတဲ့အလင်းပညာကိုတော့နှစ်ခုခွဲထားတယ် geometric အလင်းပညာရဲ့နဲ့ရုပ်ပိုင်းဆိုင်ရာအလင်းပညာလို့နှစ်ပိုင်းခွဲထားပါတယ်ဆက်ကြအောင် is based upon the fact that light travels in a straight line ray diagrams are used in explaining the optical phenomena on the other hand physical operate is based upon the fact that light propagates by means of wave motion of these two only geometrical optics will be studied in this chapter အာ geometrical optics ဆိုတာကတော့အလင်းဟာဖြောင်တန်းစွာသွားသည်ဆိုတဲ့အချက်ကို အခြေခံထားတယ်အလင်းဆိုင်ရာဖြစ်ရပ်တွေကိုဒီကျတော့ရှင်းပြဖို့အတွက်အလင်းတန်းပုံတွေကိုအသုံးပြုတယ်နောက်တခြားတစ်ဖက်မှာကြတော့ physical optics အတွက်ပေါ့အလင်းဟာလှိုင်းရဲ့ရွေးရှားခြင်းနီးဖြင့်သွားတယ်ဆိုတဲ့အချက်ကိုအခြေခံထားတယ်အခုအဲ့ဒီနှစ်ခုထဲရမှာဒီ chapter မှာ geometric object 8.1 source of light some objects such as the sun the star fluorescent lamps and candles make their own light these sources are called luminous sources most objects do not emit their own light but reflect light from luminous source. they are non-luminous objects တော့အလင်းရဲ့ရင်းမြစ်တွေကိုပြောရမယ်ဆိုရင်အတချို့ဝတ္ထုတွေဖြစ်တဲ့နေတွေကျဲတွေတော့ဖျောင်းနိုင်မီတွေလျှက်စစ်မီးချောင်းတွေအဲ့ဓာတွေကတော့ကိုပိုင်အလင်းလွတ်နိုင်တဲ့အလင်းလွတ်ပြင်းတွေပဲဖြစ်ပါတယ်အရာဝတ္ထုအများစုကတော့အလင်းမထုတ်လွတ်နိုင်တဲ့အတွက်သူတို့တွေကိုတော့အလင်းမလွတ်နိုင်တဲ့အရာဝတ္ထုတွေ non luminous object လို့ခေါ်ပါတယ်အဲ့ကိုပိုင်အလင်းမလွတ်နိုင်တဲ့ဝတ္ထုတွေကတော့ဥပမာပြောမယ်ဆိုရင်ဟိုဒါဘုဒ္ဓတအနေနဲ့တစ်ချက်ထက်ပြီးတော့ဖြည့်ပြောမယ်ဆိုရင်ဘောနော်နောက်မှလည်းပါပါတယ်ဟိုလတို့ Now human beings are Lune uh, na pata da pya si de po, lu de po, ta si de ra Now trees de, ta pya ne, now sao de sa da pya no. The sun is the chief source of light. The fact that light coming from the sun passed through the empty space on its way to the earth showed that light can travel vacuum. The speed of light has a definite value. or the forms of electromagnetic radiation including light travel at speed of 3 into 10 to the power 8 meter per second in a vacuum this speed is about 1 million times faster than that of sound okay ဒီအကြောင်းအရာကိုပြောပြမယ်ဆိုရင်သူကနေရတော့အလင်းရဲ့အဓိကရင်းမြစ်ဖြစ်တယ်အဲ့ဒီအချက်အရနေမလာတဲ့အလင်းဟာ empty space space ထဲကိုဖြတ်မယ် ဖြတ်ပြီးတော့ကဘာမြေကြီးကိုအလင်းတွေထုတ်လွတ်မယ်ကဘာမြေကြီးကိုအဲ့ဒီအလင်းတွေအစီကိုရောက်မယ်ဒါအခြေချင်းအဖြစ်အလင်းဟာလေဟာနယ်ကို ဖြတ်နိုင်တယ်လို့သိရမယ်အလင်းရဲ့အလင်းအမြန်ပေါ့နော် speed of light ဟာ တိကျတဲ့တန်ဖိုးရှိပါတယ်လျှက်စစ်တန် light အလင်းနှံပုံစံတွေပေါ့အဲ့ဒီတွေမှာတော့ဘာတွေပါလဲဆိုရင် အလင်းတွေပါတယ်သူ့ဟာအဲဒီလေဟာနယ်ကိုဖြတ်လာတဲ့အခါမှာသူ့ရဲ့ speed ကအတန်လိုက်ရဲ့အလင်းတွေ အရန်မြန်တယ်1မီလီယံပေါ့1မီလီယံပို့ပြီးတော့များတယ်ပြီးတော့အလင်းရဲ့အလင်းက3 into တန်းပေါ်အဲ့မီတာပါစက္ကန့်တစ်စက္ကန့်မှာ3 into တန်းပေါ်8မီတာသွားနိုင်တယ်အလင်းရဲ့အလင်းကဒါကြောင့်မလို့အလင်းရဲ့အလင်းဟာအတန်လိုင်းတဲ့ပို့ပြီးတော့များတယ်အလင်းမြန်ချင်းအလင်းမြန်ချင်းအကြောင်းကိုတစ်ချက်မပြောပြခင်မှာအလင်းမြန်ချင်းအကြောင်းကိုတစ်ချက်မပြောပြခင်မှာသိဖို့အတွက်ပေါ့နော်ဒါတစ်ချက်ဘုသူတ္တအနေနဲ့ထပ်ဖြည့်ပြောမယ်လာကိုပိုင်အလင်း မူန်ပေါ့လာကိုပိုင်လင်းကိုမထုတ်လွှင့်နိုင်ဘူးနေကလာဘော်ကိုကြာရောက်တဲ့အလင်းတချို့ကိုလာဆုတ်ထားပြီးတော့မှပြန်ထုတ်ပေးတာအဲ့တော့အဲ့ဒီပြန်လွတ်တဲ့အလင်းဟာသူပြန်လွတ်တဲ့လာပြန်လွတ်တဲ့အလင်းဟာလူတွေရဲ့မျက်စိတွေကိုဝင်ရောက်လာလို့တချို့တွေလူသားတွေကကဘာကြီးကနေပြီးတော့လာကိုမြင်ရတာပဲဖြစ်တယ်အဲ့လိုပဲကိုပိုင်အလင်းမလွတ်နိုင်တဲ့ပစ္စည်းတွေအရာဝတ္ထုတွေပေါ့အဲ့ဒီဝတ္ထုတွေကိုမြင်နိုင်ဖို့ဆိုရင်အဲ့ဒီပစ္စည်းတွေပေါ်ကိုအဲ့ဒီပစ္စည်းတွေအဲ့ဒီဝတ္ထုတွေပေါ်ကိုအလင်းကြာရပါမယ် အလင်းကြရပါမယ်အဲ့တော့အလင်းကြရောက်ပြီးတော့မှအဲ့ဒီပစ္စည်းကပြန်ထုတ်လိုက်တဲ့အလင်းကိုလူတွေရဲ့မျက်စိကမြင်ရမယ်အဲ့ဒီကအဲ့ဒီပစ္စည်းကထုတ်လွှတ်လိုက်တဲ့အလင်းကိုလူတွေရဲ့မျက်စိတွေရောက်မယ်အဲ့ဒီခါမှာအဲ့ဒီလူကအဲ့ဒီပစ္စည်းကိုပြန်ပြီးတော့မြင်ရတယ်ဒီချောအရာဝတ္ထုပစ္စည်းတွေပတ်ဝန်းကျင်ကအရာဝတ္ထုပစ္စည်းတွေကိုမြင်ရတယ်လို့ပေါ့အဲ့ဒီပစ္စည်းပေါ်ကဒါဖန်ညာအလင်းပဲဖြစ်ဖြစ်နေရာအလင်းပဲဖြစ်ဖြစ်ရောက်မယ် အဲ့အဲ့ဒီအရာဝတ္ထုကပြန်လွတ်လိုက်တဲ့အလင်းတန်းဟာတချို့တော့မျက်လုံးထဲကိုဝင်တဲ့အတွက်တချို့တော့အဲ့ဒီပစ္စည်းတွေလူတွေအရာဝတ္ထုတွေပေါ့အဲ့ဒါတွေကိုပြန်မြင်ရတာဖြစ်ပါတယ်ဒါတချို့ကတော့ဘုဒ္ဓတအနေနဲ့ပို့ပြီးတော့ဖြစ်ပြောတာပေါ့နော်အဲ့တော့8.2က reflection of light ကိုဆက်ကြည့်ရအောင် when light is incident on the surface of an object sun of light is sun back and this phenomena is called reflection of light A ray of light is put along with a light trouble. A ray is represented by a straight line with an arrowhead. The arrowhead points in the direction of propagation of light. A beam of light is collection of rays of light. The following figure show the parallel rays of light, the convergent ray and the divergent rays respectively. Yeah, we took မျက်နှာပြင်ပေါ်ကိုအလင်းရိုက်တဲ့အခါမှာအဲ့ဒီဝိထုရဲ့မျက်နှာပြင်ကနေအလင်းတချို့ကိုပြန်ပြီးတော့လွှတ်လိုက်တယ်။အဲ့ဒီဖြစ်ရက်ကို reflection of light အလင်းပြောင်းခြင်းလို့ခေါ်တယ်။အလင်းနှန်းတစ်ခုဟာအလင်းသွားတဲ့လမ်းကြောင်းပဲဖြစ်တယ်။ real life ဆိုတာအလင်းသွားတဲ့လမ်းကြောင်းပေါ့။အဲ့ဒီအလင်းနှန်းကိုမြှားပါတဲ့ မြင်းမြောင်တကြောင်နဲ့ represent လုပ်တယ်ကိုစားပြုတယ်ညားကောင်းဟာအလင်းရဲ့ဥဒိဘက်အလင်းသွားတဲ့ညားကောင်းကိုကြည့်ပြီးတော့အလင်းကဘယ်ဘက်ကိုသွားလဲဆိုတာသိရမှာပဲဖြစ်ပါတယ်အဲ့တော့ဒါကြောင့်မလို့ညားကောင်းဟာအလင်းရဲ့ဥဒိဘက်ကိုပြပါတယ်ဒါကြောင့်မလို့အလင်းနဲ့မုံတွေဆွဲတဲ့နေရာမှာညားကောင်းပါမှအမှတ်ပေးလို့ရတယ်ဒါကတော့အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ် အဲ့တော့အလင်းနန်းစုကြီး beam up light ပေါ့အလင်းနန်းစုကြီးဆိုတာကတော့အလင်းနန်းနေစုပေါင်းထားတဲ့အစုအဝေးအစုအပေါင်းတစ်ခုဖြစ်တယ်ဒီပုံနေမှာပြထားတာကိုတွေ့ပါပါဒီပုံနေမှာပြထားတာကတော့ဒီချေတော့ပြိုင်လင်းနန်းနေစုဆောင်လင်းနန်းနေနဲ့ခွဲဖြာလင်းနန်းနေပဲဖြစ်ပါတယ် such light used in trains and lighthouse emit parallel beam of light parallel beam of light become a convergent beam after passing through a converse land a beam emitted by a light bulb is divergent beam အဲ့တော့မီးရထားတွေနဲ့မီးပြလိုက်တွေမှာသုံးတဲ့ slide မီးတွေဟာပြိုင်လင်းတန်းစုတွေပဲဖြစ်ပါတယ်အဲ့ဒီပြိုင်လင်းတန်းစုတွေကိုထုတ်လွှတ်တာပဲဖြစ်တယ်အဲ့တော့ပြိုင်လင်းတန်းစုကြီးဟာကြတော့မှန်ဘလူးတစ်ခုကိုဖြတ်ပြီးတဲ့နောက် converse land မှန်ဘလူးကုန်းပေါ့အမှန်တကယ်ကတော့မှန်ဘလူးတစ်ခုကိုဖြတ်ပြီးတော့မှစုစုံလင်းတန်းတစ်ခုဆိုပြီးတော့ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်မီးသီးတစ်ခုကတော့ မိသီးတစ်လုံးကတော့ခွဲပြလင်းနန်းစုကြီးကိုထုတ်လွတ်ပါတယ်မိသီးကတော့ကဲအောက်ကပြထားတဲ့ပုံတွေကိုဆက်ကြည့်မယ် array which represent the incident light is an incident ray ao a line perpendicular to the surface at the point of incident is called normal no the ray which represent the reflected light is the reflected ray ob an angle between the incident ray and the normal is an angle of incidence i and the angle between the reflected ray and the normal is an angle of reflection r အောက်မှာဒီမှာပြထားတဲ့ပုံတွေကိုလေ့လာကြည့်အောင်ထိရိုက်တဲ့အလင်းကိုရိုက်လင်းနှန်းပေါ့ထိရိုက်တဲ့အလင်းကိုကိုစားပြုတ်တဲ့အလင်းနှန်းကိုရိုက်လင်းနှန်းလို့ခေါ်ပြီးတော့ပြန်ထွက်တဲ့အလင်းနှန်းကိုကိုစားပြုတ်တဲ့အလင်းနှန်းကိုတော့ ပြန်လင်းတန်းလို့ခေါ်ပါတယ်အဲ့တော့အလင်းကိုထိရိုက်တဲ့အမှတ်မှာပဲအဲ့ဒီမျက်နှာပြင်ကိုတောင်းမှန်ကြအောင်ဆွဲထားတဲ့မြင်းကိုတော့ normal လို့ခေါ်မယ်။သူကတော့အလင်းနှမ်းမဟုတ်ပါဘူးเนาะ။ incident ray နဲ့ reflected ray တွေရတာအလင်းနှမ်းတွေဖြစ်ပြီးတော့ normal ကတော့အလင်းနှမ်းတွေမဟုတ်ပါဘူး။ဒီမှာတစ်ချက်တစ်ချက်ဖြစ်ပြောရမယ်ဆိုရင်ဒီပုံလေးတွေမှာရိုက်လင်းနှမ်းမှာမြားလေးတစ်ခုထည့်မယ်เนาะ။မြားလေးမြားကောင်းလေးဒါရိုက်တယ်ပေါ့အလင်း။တန်ထွက်တဲ့အလင်းနှမ်းမှာကျတော့မြားကောင်းထွက်တဲ့ပုံစံလေးထည့်ပေးပါမယ်။ ရိုက်လင်းတန်းနဲ့မမြင်တဲ့ကြားမှာရှိတဲ့တောင်းကိုရိုက်တောင်းလို့ခေါ်ပြီးတော့ပြန်လင်းတန်းနဲ့မမြင်တဲ့ကြားမှာရှိတဲ့တောင်းကိုတော့ angle of reflection ပြန်တောင်းလို့ခေါ်တယ် normal ပါမအဲ့ဒီတောင်းတွေကိုဆွဲလို့ရတယ်ရိုက်လင်းတန်းရက်လိုက်တာနဲ့ normal မမြင်ဆွဲလိုက်ရတယ်အဲ့ဒီမမြင်က60ဒီဂရီ mirror နဲ့ရိုက်လိုက်တဲ့မျက်နှာပြင်နဲ့60ဒီဂရီရှိမဲ့တောင်းမမြင်ဆွဲလိုက်မယ်အဲ့ဒီမမြင်နဲ့ နောက်ထပ်ပြန်လင်းနိုင်ရဲ့ကြားရှိတဲ့အတောင်ကိုအာလို့ခေါ်တာဒါကြောင့်မလို့ရိုင်းလင်းနိုင်ရိုက်လိုက်တာနဲ့ normal ကိုဆွဲကိုဆွဲရမယ်ပြီးမှပြန်လင်းနိုင်ဆွဲမယ်သူတတ်မှတ်ထားတဲ့ degree တခုနဲ့ပဲဆွဲကြမှာဖြစ်ပါတယ် loss or reflection the incident ray the reflected ray and the normal all lie in the same plane the angle of incident is equal to the angle of reflection လောစာ reflection ကကြတော့သွားရိုင်လင်းနဲ့ပြန်လင်းနဲ့နဲ့မမြင်နေဟာပြင်ကြီးတစ်ခုထဲမှာပဲရှိတယ်။ဒါလေးကိုဆိုလိုချင်တာပါ။ဒီမှာလဲတစ်ချက်အများကောင်းလေးတွေလိုက်ဖြစ်မယ်။ incident ray ဆိုတာရိုင်လင်းနဲ့ refracted ray ဆိုတာကတော့ပြန်လင်းနှမ်းပါ။အဲ့တော့ရိုင်လင်းနှမ်းတွေပြန်လင်းနှမ်းတွေမမြင်နေဟာပြင်ကြီးတစ်ခုထဲမှာပဲရှိတယ်ဆိုတဲ့အတိတ်ပဲကိုပြပါရယ်။ပြင်ကြီးတစ်ခုထဲမှာပဲမြင်ရပါရယ်။နောက်ရိုက်တော့နဲ့ပြန်တော့နေရညီတယ်ဆိုတဲ့အချက်ပေါ့။ ရိုက်တောင်းနဲ့ပြန်တောင်းနေ i equal r ပေါ့ဒီချက်ဖြည့်ရေးလိုက်မယ်။ဒါ angle of incident နဲ့ angle of reflection ဟာညီတယ်ဆိုတဲ့အချက်ပါ။8.3ကိုဆက်ကြည့်အောင်။ image formation in a plane mirror ဘင်းကြီးချင်းပုံမှာပေါ်တဲ့ပုံရိပ်အကြောင်းကိုပြောပြမှာပါ။ an object having a smooth reflecting surface is called a mirror. a common mirror is the plane mirror. if the reflecting surface is plane, the mirror is called plane mirror. A looking glass is one kind of plane mirror. The following figure are showing the formation of image of point object and the external object due to the plane mirror. The image I is observed as the reflected ray under the eye. The reflected rays appear to diverge from eye. The reflected ray do not accurately pass through the image. Only the reflected ray produce. backward pass through it ဒါတွေအကောင်လုံးကိုဒီချက်တောက်လျှောက်ပြဖတ်ပြလိုက်တာဒီချက်တောက်လျှောက် sentence တွေကိုဖတ်ပြပြီးတော့မှအားလုံးကိုတစုတစည်းတဲ့ discussion လုပ်ချင်လို့ပါ discussion လုပ်ချင်နဲ့ရှင်းပြချင်လို့ပဲဖြစ်ပါတယ်အဲ့တော့ချောမွေးတဲ့အလင်းမြန်မျက်နှာပြင်ရှိတဲ့ဝတ္ထုကိုကျင်းမုံပေါ့ mirror လို့ခေါ်တယ်ကျင်းမုံတစ်ခုရဲ့အလင်းမြန်မျက်နှာပြင်ကတော့ပြင်ကြီး ဘင်းကြီးဖြစ်နေမယ်ပလိန်ဖြစ်နေမယ်ဆိုရင်အဲ့ဒီဂျေးမုံကိုဘင်းကြီးဂျေးမုံပလိန်မရာလို့ခေါ်တယ်ဒီချက်တော့နေ့စဉ်တောင်းနေတဲ့ကြိမှန်ဟာပလိန်မရာပဲဖြစ်ပါတယ်ဘင်းကြီးဂျေးမုံတစ်ခုပဲဖြစ်ပါတယ်ဒီအောက်မှာပြထားတဲ့ပုံတွေကတော့အဆက်ကလေးတစ်ခုမှန်ထဲမှာပေါ်တဲ့ပုံရိပ်နဲ့နောက် extended object ပေါ့ဒီမှာကလေးလေးပေါ့ extended ဆိုတာ downline ရှိနေမယ် extended ပေါ့ခြေပြန်းတဲ့ object ပေါ့လူပုံပဲဖြစ်ဖြစ် ဒါကလေးလေးရတာလူပုံလေးပေါ့လူဟာ extended object လို့ခေါ်တယ်အဲ့ဒီကြက်ပြန်းတဲ့ဝိထုတစ်ခုရဲ့မှန်တစ်ချက်ပေါ်မှာပေါ်တဲ့ပုံရိပ်တွေကိုပြထားတာပဲဖြစ်ပါတယ်ပုံရိပ် i i ကတော့ပြန်လင်းနှန်းနေ image တော့ i ပေါ့ i နဲ့သတ်မှတ်တယ် image ကပြန်လင်းနှန်းနေရမျိုးလုံးထဲကိုဝင်လာလို့ပြန်မြင်ရတဲ့ပုံရိပ်ပဲဖြစ်ပြီးတော့ပုံရိပ်ကနေခွဲပြပြီးတော့ပြန်ထွက်လာတဲ့ပြန်လင်းနှန်းနေဖြစ်တယ်ဒါကြောင့်မလို့ဒီချေတို့အဲ့ဒီပြန်လင်းနှန်းနေ ပုံရိပ်ထဲရနေပြီးတော့ခွဲပြားထွက်လာတဲ့ပြန်လင်းနှန်းတွေကိုမြင်ရလို့အဲ့ဒီပုံရိပ်ကိုမျက်လုံးကမြင်ရတာပဲဖြစ်ပါတယ်ပြန်လင်းနှန်းတွေဟာတော့ image ဒီ eye ကိုအမှန်တကယ်မဖြတ်ဘူးသူကအဲ့ဒီပြန်လင်းနှန်းတွေမဖြတ်ဘဲနဲ့အဲ့ဒီပြန်လင်းနှန်းတွေကိုနောက်ပြန်ဆက်ဆွဲထားတဲ့မြင်းတွေကသာအမှတ်တွေမှာစုံပြီးတော့မှအဲ့အမှတ်တစ်ခုကနေပြီးတော့ eye လို့သတ်မှတ်တာပုံရိပ်ကိုပေါ်စေတာဒါကြောင့်မလို့ပြန်လင်းနှန်းတွေရအိုင်ကို အမြန်တကယ်ဖက်တန်းခြင်းမရှိဘူး အဲ့ဒီပြန်လင်းတန်းတွေကိုနောက်ကိုဆက်ဆွဲထားတဲ့မြင်းတွေကသာအိုင်ဆိုတဲ့အမှတ်မှာစုံတာပဲဖြစ်ပါတယ်ဆက်ကြည့်အောင် such an image is called virtual image the virtual image cannot be formed on a screen the image formed by accurate intersection of reflected ray is the real image a real image can therefore be focused on a screen I, I prime is the image of an object O a prime. The object o, o prime can be considered as an object formed by several points object. I is the image of a point O and I prime is that of a point O. Points between O and O prime have the corresponding image between I and I prime. You right? မှန်ပေါ်မှာပုံတဲ့ပုံရိပ်ကိုပုံရိပ်ရောင် virtual image လို့ခေါ်တယ်ပုံရိပ်ရောင်ဟာတော့ပုံဖန်းကားချက်မှာစကရင်မှာမပေါ်နိုင်ဘူးပုံဖန်းကားချက်တွေနံရံနေပေါ့နော်နံရံဝေါ်ပေါ်တွေမှာစကရင်ပေါ်တွေမှာမပေါ်နိုင်ဘူးမှန်ကြည့်လို့ရတဲ့ပုံဟာပုံရိပ်ရောင်ပဲဖြစ်ပါတယ်အဲ့တော့ပြန်လင်းနှန်းတွေဟာအမှန်တကယ်ဖြတ်တန်းခြင်းမရှိဘူးအဲ့ဒီပြန်လင်းနှန်းတွေနောက်ပြန်ဆက်ဆွဲတဲ့မြင်းတွေဖြတ်တန်းခြင်းအပြင်အဲ့ဒီပုံရိပ်ရောင် virtual image တာပေါ်လာတာပဲဖြစ်ပါတယ်ပုံရိပ်စစ် ရဲ့ image ကတော့ပြန်လင်းနှန်းတွေအမှန်တကယ်ဖြတ်လို့ဖြစ်ပေါ်လာတဲ့ပုံရိပ်ဖြစ်ပါတယ်ပုံရိပ်စစ်ကတော့အဲ့တော့ iron brand ကတော့ဒီပုံရိပ်တွေအတွက်သတ်မှတ်ထားတဲ့သင်္ကေတဖြစ်ပြီးတော့ o brand ကတော့အရာဝတ္ထု object အတွက်သတ်မှတ်ထားတဲ့သင်္ကေတပဲဖြစ်ပါတယ်နောက်ဒီပုံမှာပါတာဒီမှာ data တွေကိုဒီချက်တစ်ချက်လောက်ပြောပြမယ်ဆိုရင် o အတွက်ကတော့ဒီ object o အတွက်ကတော့ o prime နဲ့ o နဲ့ i ကကြတော့ image တွေဖြစ်ပြီးတော့ o နဲ့ o prime တွေဟာ object အတွက်သတ်မှတ်ထားတာဖြစ်ပါတယ်အဲ့တော့ o prime i i prime ဆိုပြီးတော့ဒါ o prime ကတော့ object ရဲ့အရွယ်စားပေါ့အဲအဲ့ဒီအရွယ်စားကိုဒီမှာမှန်တယ်မှာပေါ်တဲ့အခါကျတော့ i i prime ပေါ့ image ကအရွယ်စား iron bright နဲ့ဒီမှာပုံမှန်သတ်မှတ်ထားတာပဲဖြစ်ပါတယ်ဒီမှာလည်းလူတယောက်မှန်ကိုကြည့်တဲ့အခါမှာဒီချေတို့ virtual image ကိုကိုကိုမြင်ရတဲ့ပုံစံမင်းတို့လည်းမှန်ကြည့်မှုပါမှာအဲ့ဒီကိုကိုကိုမြင်ရတဲ့ပုံစံကိုဒါပြထားတာပဲဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုက lateral inversion ဘေးဒိုက်ဘက်ပြောင်းပြန်ပေါ်ခြင်းအဲ့တော့ suppose that a man is looking himself at his image in a looking glass when he tilts his head to the right the head of the image in the mirror is found to tilt to the left and vice versa. This effect is called lateral inversion. Examples of this phenomenon are also demonstrated in figure. အော်ဘေးလိုက်ဘက်ပြောင်းမြန်ပေါ်တဲ့အကြောင်းပေါ့ဘေးလိုက်ဘက်ပြောင်းမြန်ပေါ်တယ်ဆိုတော့ဝတ္ထုတစ်ခုရဲ့ညာဘက်ညာဘက်ဟာကျင်းမုံကိုကြည့်လိုက်တဲ့အခါပလိမရာမှာကြည့်လိုက်တဲ့အခါမှာပေါ်တဲ့သူ့ရဲ့ပုံရိပ်ဟာဘယ်ဘက်ဖြစ်တယ်အာ ။တခြားတို့မှန်ကြည့်လိုက်မယ်ဆိုရင်တခြားတို့ညာဘက်ကပုံရိပ်ဒီပုံရိပ်ကမရာထဲမှာပေါ်တဲ့ပုံရိပ်ဟာဘယ်ပဲဖြစ်တယ်။အဲ့တော့ဒါကိုဘေးတိုင်းဘယ်ပြောင်းပြန်ပေါ်တဲ့ခေါ်တယ်။ lateral inversion ပေါ့။ lateral inversion ဘေးတိုင်းဘယ်ပြောင်းပြန်ပေါ်ခြင်းလို့ခေါ်တယ်။အဲ့တော့မှန်ရှင်းမှာရှိတဲ့လူတယောက်ဟာသူ့ရဲ့ခေါင်းကိုညာဘက်ဆောင်းလို့ရှိရင်ပုံရိပ်ကဲထဲမှာရှိတဲ့သူ့ရဲ့ခေါင်းရဲ့ပုံရိပ်ဟာပုံရိပ်ရဲ့ဘယ်ဘက်ကိုစောင်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ြထားတဲ့ဒီမှာအောက်မှာပြထားတဲ့ဥပမာတွေကတော့ဘေးလိုက်ဘက်ပြောင်းမြန်ပေါ်ချင်းရဲ့ဥပမာတွေပဲဖြစ်ပါတယ်ပုံစံလေးတွေပဲဖြစ်ပါတယ်မင်းတို့လည်းလေ့လာကြည့်လို့ရပါတယ်ကိုယ်တိုင်လည်းမှန်ရှေ့မှာကြည့်ပြီးတော့လက်တွေ့ဆန်းသပ်ကြည့်လို့ရပါတယ်ကိုယ့်ရဲ့ညာဘက်ဟာပုံရိပ်ထဲမှာဘယ်ဘက်နဲ့ပေါ်ပါတယ်နော် properties of an image in a plane mirror မြင်ကြည့်ခြင်းပုံမှာပေါ်တဲ့ပုံရိပ်ရဲ့ဂုဏ်သတ္တိတွေပဲဖြစ်ပါတယ် The properties of an image formed in a plane mirror are as follows. The image is of the same size as the object. The image is virtual. The image is erect. The image is laterally inverted. The image is situated on the line passing through the object and perpendicular to the plane mirror. The image is as far behind the mirror as the object is in front. ပြင်းကြီးချင်းမတချို့မှန်ကြည့်တဲ့အခါမှာပေါ်တဲ့ပုံရိပ်ရဲ့ဂုံသက်တီတွေကိုပြောမယ်အဲ့ဒါကိုယ်တိုင်စမ်းသက်ကြည့်လို့လည်းရရတယ်အတူတူပဲအလွတ်ကျဆရာမလို့ကိုယ်တိုင်ပြောရင်းနဲ့ကိုယ်တိုင်မှန်ရှိမှလက်ကျင်ရင်းနဲ့ဒီ property တွေဂုံသက်တီတွေဟာတည်သွားမှာဖြစ်ပါတယ်အဲ့တော့ပုံရိပ်နဲ့ဝိထုဟာအရွယ်အတူတူပဲအရက်၄ပဲရှိရင်၄ပဲပဲပေါ်မယ်၅ပဲရှိရင်၅ပဲပဲပေါ်မယ်၂ပဲရှိရင်၂ပဲပဲပေါ်မယ်ပစ္စည်းတစ်ခုဟာအဲ့တော့ပုံရိပ်နဲ့အရာဝိထုဟာအရွယ်အတူတူပါပဲပုံရိပ်ရောင်ဖြစ်တဲ့ virtual image ပါနောက်အတက်ပေါ်ပါတယ် မင်းတို့မန်ထဲမှာကြည့်ရောက်ထိုးပေါ်လာမပေါ်ဘူးเนาะဒါကြောင့်မလို့ပုံရိပ်ရအတက်ပေါ်တယ်နောက်ဘေးတိုက်ပဲပြောင်းမြန်ပေါ်တယ်ဘေးတိုက်ပဲပြောင်းမြန်မယ်ဆိုတော့ဝိတုဟာညာဘက်ဆိုရင်ပုံရိပ်ကဘယ်ဘက်အနေနဲ့ပေါ်တယ်ဆိုတဲ့သဘောပါအဲ့တော့ပုံရိပ်ဟာဝိတုကိုဖြတ်သွားတဲ့ပြင်ညီချင်းမုံကိုတောင်းမှန်ကြတဲ့မြင်းမော်မှာပဲတရှိတယ်တက်တဲ့ပဲပြင်ညီချင်းမုံကနေတောင်းမှန်ကြတဲ့ရက်နေတဲ့နေရာမှာပဲတရှိပါတယ်အဲ့ဒီပုံရိပ်ကချင်းမုံရဲ့ရှေ့ ဝတ္ထုဝေးသလားကျင်းမုံရဲ့နောက်မှာပေါ်တယ်ပုံရိပ်ကကျင်းမုံထဲမှာပေါ်တာပေါ့မှန်ထဲမှာပေါ်တာကိုပြောတာပေါ့ဒီကျတော့မှန်ရှိမှာနှစ်ပေခွာပြီးတော့မှန်ရှိနှစ်ပေกว่ามาရက်တယ်ဆိုရင်မှန်ထဲရပုံကလည်းမှန်ထဲမှာမှန်နောက်နှစ်ပေกว่ามาပဲပုံရိပ်ပြန်ပေါ်တယ်လို့ပြောတာပါအဲ့တော့စက်ကြည့်အောင် principle of reversibility of light principle of reversibility of light if the direction of a ray of light is reverse the light ray will travel along its original path. This is known as the principle of reversibility of light. This principle is valid also for refraction of light. အဲ့တော့အလင်းလန်းကြောင့်ပြောင်းပြန်လုံနိုင်ခြင်းရဲ့ principle တစ်ခုနေရာမှာတစ်ခုလို့ပြောတာပါအဲ့တော့အလင်းလန်းတစ်ခုရဲ့ဥတီဘက်ကိုပြောင်းပြန်လုံရင် အလင်းတန်းဟာမူလလမ်းကြောင်းအတိုင်းပြန်ပြီးတော့သွားမယ်ဒါကို အလင်းလမ်းကြောင်းပြောင်းပြန်လှုပ်ခြင်း principle of reversibility of life လို့ခေါ်တဲ့အလင်းလမ်းကြောင်းပြောင်းပြန်လှုပ်ခြင်းရဲ့နေရာမှာပဲ ဖြစ်ပါတယ် အဲ့ဒီညရာမှာအဲ့ဒီ principle ဟာအလင်းရိုင်ခြင်းအတွက်လဲမှန်တယ်အလင်းရိုင်ခြင်းဆိုတာနောက်သင်ရမှာပါနောက်သင်ခန်းစာတွေမှာ refreshing of light လို့ခေါ်တယ်အခုပြောနေတာပထမတစ်ချက်ရှေ့မှာပြောတာ reflection of light အလင်းပြန်ရင်းနဲ့လဲဆိုင်တယ်အလင်းရိုင်ရင်းနဲ့လဲမှန်တယ်အဲ့တော့အလင်းဒီ principle of reversibility of light ဆိုတာအလင်းရိုင်ခြင်းအတွက်လဲမှန်ပါတယ်နောက် အလင်းတန်းတိုင်းအတွက်လဲမှန်တယ်အလင်းတန်းတိုင်းဟာ ray of light အလင်းတန်းတိုင်းဟာ ဒီနေရာမှာဒီ principle of reversibility of light ကိုလိုက်နာပါတယ် sam application of plane mirror အဲ့တော့ဘင်းကြီးကျင်းမုံရဲ့အသုံးချခြင်းတချို့ကိုပြောပြမှာဖြစ်ပါတယ် optical testing ပေါ့အလင်းဆိုင်ရာဆန်သက်ချက်ပေါ့မျက်လုံးဆန်းလာတဲ့ဘာတွေပါပေါ့ optical testing လို့ခေါ်တယ် if the eye testing room is not large enough the illuminated laterally inverted letters are lays behind the patient. These letters are seen correctly in the plane mirror, which is in front of the patients. ဒီအလင်းဆိုင်ရာစမ်းသပ်ချက်အကြောင်းပြောရမယ်ဆိုရင်အလူနာတယောက်ကဒီမျက်စိစမ်းသွားတဲ့အခါမှာမျိုးလုံးစေကန်းတစ်ခုပေါ့သွားမယ်ဆိုပါဆိုအလူနာရဲ့နောက်မှာ ရှိနေတဲ့လင်းနေတဲ့စလုံးတွေဟာဘေးတိုင်းဘယ်ပြောင်းပြန်ရေးထားတာကိုတွေ့ရပါလိမ့်မယ်ဒီပုံမှာဆိုရင်လူနာကတော့ စလုံးတွေကိုမှန်ထဲမှာအတက်မြင်ရမယ်နော်သူ့ရဲ့နောက်ကရှိတဲ့စာလုံးတွေရတာပဲဘေးတိုက်ပဲပြောင်းပြန်ရေးထားတယ်ဒါပေမဲ့လူနာကတော့အဲ့ဒီစလုံးတွေကိုသူ့ရှေ့မှာရှိတဲ့မှန်ထဲမှာစလုံးတွေကိုမှန်ထဲမှာသူကအတက်မြင်ရမယ်အဲ့တော့စလုံးတွေကအတော်ဝေးတဲ့နေရာမှာပေါ်တယ်။ဒါကြောင့်မလို့အခန်းဟာဟိုအယမ်းရှင်းနေစရာကျဲနေစရာအခန်းရဲ့အလျားရှင်းနေစရာမလိုဘူးပေါ့နော်။အဲ့တော့မှန်ဟိုမတုံးရင်တော့အခန်းရဲ့အရှိအလျားဟာပြောင်းမြန်ရေးထားတဲ့စလုံးတွေနဲ့ အတက်မြင်ရတဲ့စလုံးတွေရဲ့ကြားမှာရှိတဲ့အကွာအဝေးနဲ့တွေ့ရမယ်နော် periscope အာ periscope အကြောင်းပြောမယ်နော်အဲတော့ when the view of an object is obstruct by an obstacle the periscope can be used to see the object clearly the periscopes in submarine use present instead of mirrors in addition periscopes are attached with telescopes to observe very distant object ပုံမှန်လဲ periscope ပုံလေးကို ပြထားပါတယ်လေ့လာကြည့်လို့ရပါတယ်ဒီတပင်တောင်းအကွယ်မှာရှိတဲ့တပင်လေးကို မျက်လုံးကနေမြင်ရတဲ့ပုံစံလေးကိုပြထားတာပါအဲ့တော့ periscope ဆိုတာဝတ္ထုတစ်ခုရဲ့မြင်ကွင်း ကိုတခြားဝိထုကကွယ်နေတဲ့အခါမှာအဲ့ဒီဝိထုကိုမြင်နိုင်ဖို့အတွက်အသုံးပြုတဲ့အလင်းဆိုင်ရာကရိယာတစ်ခုပဲဖြစ်ပါတယ်။နောက်ရင်းကိုသင်္ဘောတွေမှာအသုံးပြုထားတဲ့ periscope တွေမှာတော့ကျင်းမုံပေါ့မေရာရီအစာ prison သုံးမြောက်ဖန်တုံနှစ်နာရီသုံးမြောက်ဖန်တုံ prison တွေကိုသုံးထားတာကိုတွေ့ရပါမယ်။ဒါအပြင်မှာအရန်ဝေးတဲ့ဝိထုကိုကြည့်ရှုဖို့အတွက် လေ့လာဖို့အတွက် periscope တွေမှာ telescope ဆိုတဲ့အဝေးကြီးမှန်ပြောင်းနေတက်ဆင်ထားတာကိုလည်းတွေ့ရပါမယ်။ပင်လယ်ထဲသွားတဲ့သင်္ဘောတွေ၊ရေငုပ်သင်္ဘောတွေမှာဆိုရင်ဒီလို telescope တွေအဝေးကြီးမှန်ပြောင်းနေတက်ဆင်ထားတာကိုတွေ့ရပါပါ။မမြင်နိုင်တဲ့လမ်းရဲ့အကွေတောင်းတွေပေါ့။အဲ့ဒီတောင်းတွေမှာဒီမှန်နေတက်ထားတာကိုပြောချင်တာပါ။အဲ့တော့ပြင်ကြီးချင်းမုံတစ်ချက် plane မှာတခုကိုလမ်းတောင်မှာတက်ထားမယ်ဆိုရင်တော့ကားမောင်းသူတွေအတွက်ကားမောင်းတဲ့လူတွေအတွက်ပေါ့ ူတို့မမြင်နိုင်တဲ့အကွေတွေကိုမြင်စေနိုင်ပါတယ်လမ်းထောင်အကွေတွေမှာတက်ထားတာကိုတွေ့ရမှာပါနောက်တစ်ခုက instrument scale by forming an image of the pointer the plane mirror eliminates parallax error in the reading of instrument scale plane mirrors are also used in many optical instruments such as telescope, overhead projector, as well as lasers. Another common use of the plane mirror is in the construction of kaleidoscope, which gives colorful multiple images of piece of colored glass or plastic. Kriya ba scale ba instrument scale. Kriya ba kriya ma ba scale. Voltmeter, ammeter ba. ညွန်နံရဲ့ပုံရိပ်တွေအဲ့ဒီဗိုမီတာတွေအမ်မီတာတွေမှာသူကညွန်နံလေးတွေပါတယ်မီတာဖက်ဖို့ဗိုမီတာဖက်ဖို့မီတာဖက်ဖို့ voltage ဖက်ဖို့အတွက်ညွန်နံလေးတွေပါတယ်အဲ့ဒီညွန်တန်ရဲ့ပုံရိပ်ကိုပေါ်စေခြင်းဖြင့်မြင်ညီခြင်းမုံဟာကရိယာမှာပါတဲ့ scale တွေကိုဖတ်တဲ့နေရာမှာကြည့်တဲ့အနေထားကိုလိုက်ပြီးတော့သူကဖြစ်ပေါ်တဲ့ဖြစ်ပေါ်လာတဲ့အမှားတွေကိုခြေဖြတ်နိုင်တယ် ဟိုဖြတ်ပေးနိုင်တယ်ပေါ့ဆိုလိုတာကတော့ तू ကညွန်နံရဲ့သူ့ရဲ့ပုံရိပ်တွေကိုတထက်သေးကြအောင် ကြည့်ပြီးတော့ scale တွေကိုဖတ်နိုင်ရမယ်ဖတ်လို့ရမယ်လို့ပြောချင်တာပါเนาะဟောတခြားအသုံးတွေပေါ့ plain mirror မှာမြင်ကြီးချင်းပုံအသုံးတဲ့တခြားအသုံးတွေကတော့ तू က telescope တွေရုပ်သေပြဇက်တွေလေဆာစတဲ့အလင်းဆိုင်ရာကြိယာတွေမှာအသုံးပြုတယ် plain mirror တွေကိုနောက်ရုပ်ဆောင်မှန်များပေါ့ရုပ်ဆောင်မှန်များဆိုတဲ့ calidoscope ဆိုတဲ့ရုပ်ဆောင်မှန်များကတော့ तू ရောင်စုံမှန်အပိုင်းစာလေးတွေ ရောင်းဆောင်မှန်ပိုင်းစာလေးတွေရဲ့ရောင်းဆောင်ပုံရင်အများပြားကိုဖြစ်ပေါ်စေတာနေပြီးတော့ရုပ်ဆောင်မှန်များမှာတုံးနာကြီးပဲဖြစ်ပါတယ်တချက်ဒီနေ့သင်မဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူး